ရှေးဗမာစကားလို့ဆိုရမယ်တဝဲစကားအကြောင်းတင်ပြပေးချင်ပါတယ်ဗမာစကားရဲ့မူလဟန်မူလသဘောတွေကိုရှေးဟန်မပြတ်သေးပဲမပြတ်မစီးသေးပဲနဲ့တဝဲစကားမှာတွေ့မြင်ရပါတယ်ကျွန်တော်တို့ဗမာမှာကလေးငယ်လေးတွေကိုလူကလေးပူတူတူလေးအသေးလေးစသဖြင့်ခေါ်တတ်ကြတယ်လို့ရခိုင်မှာအပုချေလို့ခေါ်တတ်ကြပါတယ်တဝဲမှာလည်းသူတို့ခေါ်နဲ့သူတို့ရှိကြပါတယ်ကျွန်တော်တို့ဒီတဝဲမှာပေါ့နော်ဒီနေ့အထိ လေးတွေယောက်ျားလေးတွေမိန်းကလေးတွေကိုယောက်ျားလေးဆိုရင်ဖတ်စုအမိန်းကလေးဆိုရင်မိစုအဲ့လိုခွဲခြားခေါ်ပါတယ်ဒါဖတ်စုမိစုဆိုတာငယ်တဲ့ယောက်ျားလေးငယ်တဲ့မိန်းကလေးလို့အဓိပ္ပာယ်ရပါတယ်အဲ့လိုခွဲရင်းနဲ့ပဲကြီးတဲ့ဒီဥဖတ်စုဒေါ်မိစုလို့ဖြစ်သွားတာလည်းရှိပါတယ်ဒါပေမဲ့ဒဝဲနဲ့မိုင်၄၀လောက်ဝဲတဲ့ဒီတော့ချောင်းဝပြင်းလို့ဆိုရင်ပြီးပါလိမ့်မှာကြတော့ယောက်ျားလေးတွေကိုသူက နီလောက်သားဆိုလို့ခေါ်တယ်။နီလောက်သားလောက်သားလုံးကိုပြောတာ။နီလုံးကလေးမိန်းကလေးကြတော့နီဘလာပြားမဟုတ်ဘူးနော်ဘလာနီဘလာသာအဲ့လိုခွဲခေါ်တယ်အဲ့တော့အခုဒီနေ့ခေါ်တာနဲ့မတူရမှုရင်းမြစ်တော်တောင်ရင်းချင်းမှုကွာခြားကြပေမဲ့ခလိငယ်တွေကိုချစ်တတ်ကြတာကတော့လူစရိုက်လူသဘာဝတစ်ခုလို့ဆိုရမှာပါ ိုင်လုံးမီလိုင်လုံးစီရဲစီရဲစီတော်မန်းမြောင်မကလေးမောပြီးလိုက်စားပါလုံးမီဘာလို့အစီရဲစီရဲစီအဲအဖိုးအဖွားကိုခေါ်ဝေါ်တုံးဆွဲတာတွေကတော့ပကန်းခစ်တုံးကဗမာတွေခေါ်ခဲ့တဲ့အတုံးအနှုံတွေနဲ့နီးစပ်နေပြန်ပါတယ်ကျွန်တော်မျိုးပေါ်တော့ဘူးတော့တကယ်ဝဲပြီးတော့ဖိုးဖိုးဖွားဖွားခေါ်တာပေါ့ဗျာဟုတ်လေအဖိုးလို့အဖွားလို့ခေါ်တာပေါ့ဒါပေမဲ့တိုးရကြတော့တိုးမဲ့နေပဲကြတော့ အဖအိုဖအိုအဖွားကိုမိအိုဟာဖအိုမိအိုလို့ခေါ်တယ်အဲ့တော့ကျွန်တော်တို့တဝေယောက်ျားမင်းကနောင်မေမှာအဲ့လိုဥသာဥသီနော်အဲ့လိုပကံခိကျောက်စာတွေကနောင်မေရှိတယ်ဗျဥနဲ့မဲ့တာပကံခိကျောက်စာတွေမှာဥနဲ့မဲ့တဲ့နောင်မေလို့ရှိတော့ကျွန်တော်တို့တဝေနောင်မေဒီမှာလဲပကံခိကျောက်စာတွေကနောင်မေဒီတိုင်းဥသာတို့ဥသီတို့ အိုမဲတို့ဟလာမောင်အိုမဲမအိုသီးအဲဒါကြောင့်လေသူမိဘအသက်ကြီးပြီးမှမွေးလို့အိုမမွေးလို့အိုသီးအဲ့လိုအဲ့လိုအတိတ်ပဲနဲ့ခေါ်တာလည်းရှိပါတယ်အဖေအမေကိုလည်းဖဖမိမိမဲမဲစသဖြင့်ခေါ်တတ်ကြပါတယ်မင်းဆွေမင်းမျိုးတွေတုံးတဲ့မဲတော်နဲ့သူတို့ရဲ့မဲမဲဟာဆက်ဆက်မှုရှိနိုင်ပါတယ်နမဲမဲ့ပုံကြတော့လေသူ့စီရိုက်သူ့လက္ခဏာသူ့ကိုယ်ပိုင်ဟန်တဲ့သူ တိကျရှိပြန်ပါတယ်။ရခိုင်တွေမှာခိုင်တို့ဥတို့လှတို့အသုံးများကြပုံမျိုးမွန်လူမျိုးမှာနိုင်သုံးတယ်လို့မျိုးရှက်လူမျိုးဆိုင်သုံးတယ်လို့မျိုးဒွဲမှာလဲသူ့အထာနဲ့အတူပါ။ဒွဲနောင်မယ်ကြီးကလည်းကျွန်တော်တို့ကမောင်ကိုနောင်လို့ပြောတယ်။နော်မောင်မဲဆိုရင်နောင်မဲ။ဒါပေမဲ့ဒီမောင်မဲဒီငယ်တော့ကတော့နောင်မဲ။သူ့အသက်ကြီးကဥမဲကြတော့သူ့နောင်မဲရီမဲဖြစ်သွား။ ဥမဲကြတော့သူကရီးမဲလို့ခေါ်တယ်။ကျွန်တော်တို့မှာရခိုင်မှာနောင်မဲဒီတစ်မျိုးပဲလို့တဝဲနောင်မဲလည်းရှိပါတယ်။နော်ယောက်ျားနောင်မဲဆိုရင်အဲလှဖီစာလို့ဟဲ့လား။အဲဖာလွန်ခင်လို့နော်အဲ့လိုနောင်မဲသုံးလုံးတွဲရှိတယ်ဗျာ။မိမဆိုရင်လည်းမြာလွန်ခင်လို့နော်အဲကျွန်တော်တို့မှာကျွန်တော်တို့ ਨੇ ဆွေမျိုးနိစ္စအဖွားကြီးတရားကြရ14မေးတဲ့နော် သူက14ရောက်ဝေးတယ်ပေါ့မောင်နှမသူကအငယ်ဆုံးအဲ့တော့သူ့နောင်မယ်က14မီဩကျွန်တော်စီမျိုးတွေကအဖွားကြီးတယောက်ဆိုရင်သူ့နောင်မယ်ကဒါလဲဆိုရှင်မျိုးသူတဲ့နော်ဒေါ်ရှင်မျိုးသူတဲ့အဲ့အဲ့ဒါတည်းက typical the way name စီပဲတဝဲနောင်မယ်ကြီးပဲတဝဲတွေကသူတို့ဟာအထက်ပိုင်းကဗမာတွေနဲ့မတူကွဲပြားချမ်းသာတယ်လို့ရှုမြင်ကြသဘောထားကြပါတယ် ။တချို့ကတဝဲဟာတိကျတိုင်းရင်းသားလူမျိုးတစ်မျိုးလို့လဲသဘောထားကြသူတွေရှိပါတယ်။ဒီတော့တဝဲတွေကအထက်ပိုင်းကဗမာတွေကိုခေါ်ဝေါ်တုံးဆွဲပုံကတမျိုးပါ။ကျွန်တော်တို့တဝဲတွေကဒါကြောင့်ဗမာတွေကိုခံလို့ခေါ်တယ်။ခံမပါဗျာမြမမဟုတ်ခံမအေးမြမယောက်ျားခံတီးပါဗျာ။အတူကောင်ကတော့မြမတွေကိုသူကခံလို့ခေါ်လိုက်ကြတယ်။ ပကံလို့မကုန်တာတလုံးနဲ့ပဲကံလို့ခလိုက်တယ်အကြီးရတော့ပကံပေါ့သူကတော့ဟိုပကံခိခပကံကလာတယ်ဟာပေါ့တဝင်းနဲ့အတွင်းမှာရင်ဒေတာတစ်ခုနဲ့တစ်ခုမတူဘဲအသုံးကွဲပြားတဲ့ဟောဟာရာလေးတွေကတချို့ကြံရိုက်ခဲ့တာကိုလည်းအခုတစ်ဆက်သေးပြောချင်ပါတယ်။အဲစူပါတော့ဗျာဟို ြီးကြီးပေါ်မှာကြီးရရွှေပြီးတော့ဥပဒေအရကိုညစ်ပတ်ပြီးပြီးတော့ဘွတ်ထနေဆိုတော့အဲ့ဒါကိုအဲ့ဒီအရက်ကပလန်နေတယ်လို့ခေါ်ပါတယ်ပအောက်ကလာရေးချနတ်တပ်ပလန်ပလန်နေတယ်လို့ခေါ်တယ်အဲ့လိုရှင်းပွက်ထနေကြအောင်ဂျာမျိုးအခုမျိုးပေါ်ကြတော့အဲ့ဒီပလန်ဆွဲစာလုံးကမတုံ့မြန်ဘူးနောက်တစ်ခါစက်တွင်နီစက်တွင်ဖြူကိုခေါ်ပုံကြတော့လဲနားထောင်ကြည့်ပါဦးစက်တွင်နီ နော်ကြက်ကိုကြစ်ခေါ်တာဟုတ်အဲ့တော့ကြက်သွန်နီကိုကြစ်သွန်နီအဲကြက်သွန်မျိုးကိုကြစ်သွန်ဖြူကြစ်သွန်ဖလူဖြူမဟုတ်ကြစ်သွန်ဖလူကျွန်တော်တို့ခင်းရဲ့ကိုတော့ညစ်တမော့ခင်းရဲ့ကိုညစ်တအဲ့လိုခေါ်တယ်ဒါမျိုးထဲမှာခေါ်တာဒါပေမဲ့ဒဝင်းနဲ့တမိုင်လောက်ပဲဝေးတယ်ဒီလဝဲကျွန်းရက်တို့ဘာလို့ပဲကြာတော့သူကကြက်သွန်နီကိုကြစ်ဆွဲစားလို့မဖြစ်တော့ဘူးသွန်နီနော်သွန်ဖလူ ညစ်တကြတော့ထင်းရက်ကိုညစ်တလို့ခေါ်မယ်သူတို့နိုင်ကြတော့ညာညစ်အဲအဲ့လိုခေါ်တယ်ဗျမိုးရွာစကားတွေကိုကျွန်တော်တို့စုံစမ်းလေ့လာကြတော့ကကြက်ကိုကြစ်လို့ခေါ်တာတပည့်စီကိုတကြစ်စီလို့ခေါ်တာကို ပြန်ပြောင်းတရိယာစရာဖြစ်ပါတယ်ဘာသာစကားရဲ့သဘောတဘာဝမှာတမိုင်းနှမိုင်းမဲ့ကွာပြီးမဲ့လဲလုံလုံရရခြားနာခြင်းခြားနာနေတဲ့သလိုမိုင်း900 800ကွာပြီးမဲ့လဲနီးခြင်းနီးနေတဲ့ပြန်တာကိုတွေ့ရပါတယ်ဒီအဆက်ဆက်တွေဟာ ဟိုးရှိရှိတုန်းကကျွင်းကြံရစ်ခဲ့ကြတဲ့ကျွန်တော်တို့ဘိုးဘီးဘီဘီနေရဲ့ခြေရာဟောင်းပုံရိပ်ဟောင်းတွေများဖြစ်နေကြလိမ့်မလားအတွေ့ပွားကြပါတော်တာရှင်များခင်ဗျာအန်ဘာ